ရုရှားရဲ့တတိယကမ္ဘာစစ်ကိုတံမြန်ဖို့ဥရောပမဟာမိတ်တွေလည်းပြင်ဆင်နေပါပြီ။မဟာတိုင်းခံစစ်လေးတပ်တိစောက်မဲ့အစီအမံကိုဖော်ပြလာပါလိမ့်။ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာပဲဥရောပနိုင်ငံတွင်ဒရုန်းများစွာဝင်ရောက်ခြိမ်းခြောက်လာရာတတိယကမ္ဘာစစ်ကိုဖန်တီးနေတဲ့ရုရှားရန်ကနေကောက်ဝဲမဲဆိုပြီးနေတိုးနဲ့ဥရောပခေါင်းဆောင်တွေဟာစစ်ပွဲဖြစ်တည်လာမဲ့ကာလ 2030မတိုင်မီမဟာတိုင်းခန်းစစ်လေးတပ်တိဆောက်မဲ့အစီအစဉ်ကိုခင်းကျင်းဖော်ပြလာပါတယ်။ဒီခန်းစစ်တိုင်းလေးခုမှာအာကာသတိုင်းလေကြောင်းကာကွယ်ရေးတိုင်း drone တိုင်းနဲ့ရုရှားနဲ့နမိတ်ဆက်နေတဲ့အရှိတ်ဆင်မနာပြင်တလျှောက်စီရေးတောင်ပံစောင့်ကြည့်တပ်အကာအကွယ်တွေထားရှိဖို့ဖြစ်တယ်လို့ဥရောပကော်မရှင်ဥက္ကဋ္ဌအဆူလာဘနာလီယန်ကထုတ်ဖော်ပါတယ်။ ဒီစီမကိန်းတိုင်းလေးခုမှာဥရောပတိုက်ကိုလေချောင်းရံမှာကာကွယ်ရေးဒိုင်းတက်ဆင်ဖို့ဒီတိုင်းမှာဒုံးကြီးပါဝင် လေချောင်းချင်းချောင်းမှုကာကွယ်ရံအတွက်ဖြစ်ပါတယ်။နောက်ထပ်အာဂါဒဒိုင်းစီမကိန်းဟာဥရောပနိုင်ငံတွေရဲ့အာဂါဒတွဲပိုင်ဆိုင်မှုနဲ့ဝန်ဆောင်မှုကိုကာကွယ်ပေးမယ့်စီစဉ်ဖြစ်ပါတယ်။နေတော့ရှိပိုင်းရုရှားဆက်ဆက်နိုင်ငံတွေဖြစ်တဲ့ဘော်တစ်နိုင်ငံတွေပါဝင်ပိုလန်၊ရူမေးနီးယား၊ဘူလ်ဂေးရီးယားနဲ့ ယူကရိန်းတခြား drone တိုင်းကာရင်ချင်းနောက်ဆုံး Eastern Front West ဆိုတဲ့အရှေ့ဘက်ဆင်မနာပြင်စောင့်ကြည့်ကာကွယ်ရေးအစီအမံဖြစ်ဝင်ဟင်းနဲ့မြေပြင်ကာကွယ်ရေးအစီအမံနဲ့စောင့်ကြည့်တက်တွေကို2028အမီထားရှိစောင့်ကြည့်သွားဖို့ဖြစ်တယ်လို့ဥရောပကော်မရှင်ကထုတ်ပြန်ပါတယ်ဒီမဟာခန့်စစ်တိုင်းပြည်စည်းပါကရုရှားရဲ့တိုက်ခိုက်လာမှုတွေဟာဥရောပအတွင်းလွယ်လင်းတကူမရောက်လာနိုင်တော့ပဲနိုင်ချီကြမှာဖြစ်ပြီးမစစ်ထုတ်နိုင်တဲ့တိုက်ခိုက်မှုတွေကို ဖိုင်တာဂျက်တွေခင်မီတုံးခွန်းလုံးစနစ်တွေကိုအကုန်ကြောက်ခံတုံးဆက်ပြီးဆက်လက်ဖျက်ချနိုင်မှာဖြစ်ပါတယ်။ဒီစီမံကိန်းအတွက်ဘလောက်ကုန်ခံပြီးဘလောက်ထိရောက်စွာတားဆီးနိုင်မယ်ဆိုတာကိုတော့ဥရောပကော်မရှင်ကထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။နောက်ပြီးတော့ခုရပိုင်းနဲ့ရုရှားရဲ့ drone အနေနဲ့ကဥရောပနိုင်ငံတွေကိုချိန်ချောက်မှုပိုကြီးလာပါတယ်။ ဒိမန်နော်ဝေဂျာမနီပိုလန်စရှိတဲ့နိုင်ငံတွေကလေးစိတ်မှာရုရှားဒရုန်းအနေနဲ့ကြောင်းယာယီပိတ်ခဲ့ရတဲ့ပြဿနာတွေပြီးဥရောပနိုင်ငံတွေဟာဈေးသက်သာတဲ့ဒုံးကြီးသေးစားတွေစဉ်းစားလာပါတယ်ရုရှားရဲ့ဗျူဟာတစ်ဈေးပေါ်တဲ့ဒရုန်းတွေနဲ့ယူကရိန်းတို့ပြင်မှတ်တွေကိုမင်းများပြစ်ခတ်တိုက်ခိုက်ပါတယ်နံပါတ်1ဗျူဟာကတော့လေကြောင်းကောက်ဝေးပိုင်းနဲ့နဲ့ကိုညင်းပွားပဲဖြစ်အောင်တို့ထိတို့ထိနဲ့ဥရောပနိုင်ငံတွေကိုတွေးတိုးဆင်ပါတယ်ဥရောပနိုင်ငံတွေကဒုံးခွင်းလုံးလိုရန်သူဒုံးကြီးနဲ့ဒရုန်းတွေကိုပြစ်ချနိုင်တဲ့စနစ်ရှိပေမဲ့ဈေးကြီးပါတယ် ရုရှားကပေါင်းွေတထောင်ကျော်လောက်ကုန်တဲ့ဈေးပေါ်တဲ့ drone တွေနဲ့ချိန်ချောင်းနေတာဖြစ်ပါတယ်ဥရောပနိုင်ငံတွေကလူဝန်သက်အန်ဒီရဲ့ဘေးကင်းရေးအတွက်လိုအပ်ရင်လိုအပ်သလိုနေတိုးတိုက်လေရင်တွေပြန်တက်ပြီးကျူးကျော်တဲ့ drone တွေကိုပစ်ချရတာကုန်ကြများပါတယ်။မကြသေးခင်ကပဲပိုလန်လေးပိုင်းနဲ့ထဲကျူးကျော်ဝင်လာတဲ့ Russian drone တွေကို F15 နဲ့ F35 တိုက်လေရင်တွေပစ်ချခဲ့ပါတယ်။အဲဒီတော့ဥရောပနိုင်ငံတွေအနေနဲ့ဈေးသက်သာပြီးအလွယ်တကူရွှေပြောင်းသက်ယူနိုင်တဲ့ကာကွယ်စနစ်တွေပို့ပြီးစဉ်းစားလာရတာဖြစ်ပါတယ်။ခုဆွေဒင်နိုင်ငံက Nordic Air Defense NAD ကထုတ်တဲ့ Kruger 100 Interceptor Mini Missile ဒုံးကျည်လေးတွေကဒေါ်လာ3500လောက်ကျမှာဖြစ်ပါတယ်။လိုအပ်ရင်ကားပေါ်ကနေတွဲလိုက်ပြလို့ရသလိုလူတကိုးစားလက်ကైလောင်းချနဲ့လည်းပြလို့ရပါတယ်။ပုံမှန်ဒုံးဝင်ဒုံးစနစ်ကကျိုးကျော်လာတဲ့ဒုံးကျည် drone တွေကိုပောက်ကွဲမှုနဲ့ဖျက်ချပါတယ်။ဒီ drone လေးတွေကတော့ kinetic force နဲ့တိုက်ချမှာလို့ဆိုပါတယ်။ဂျာမနီကလည်းပြီးခဲ့တဲ့လကပဲပါလီမန်ရဲ့စေုံတွေလောင်းစားစီချက်လို့တဲ့စေုံတွေ တင်းမောခြင်းတွေပေါ်ပြစ်မှတ်ထားပြီးချိန်ရောက်တာခံခဲ့ရပူပါတယ်။မြူနစ်လေးစိတ်ဆိုရင်ရုရှားဒရုန်းရဲ့ကြောင့်ယာယီပိတ်ခဲ့ရပါတယ်။ခုကမီနီမဇိုင်းနဲ့ပြန်ဒရုန်းကဝေးစနစ်မျိုးစုံကို drone war ဖြစ်တည်ဆောက်မှုပေါ်ဥရောပကအားစိုက်လာတာဖြစ်ပါတယ်။နောက်တစ်ချိန်မှာ drone ပညာရော drone war တည်ဆောက်ရေးပါပုံမအေးပါလာတော့မှာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အာဖဂန်နစ္စတန်နဲ့ဆွန်နေဘူအသင်းဖြစ်နေပြီလို့ပါကစ္စတန်ကပြောပြီးကာဘူးမြို့ကန်တွေကတော့လေကြောင်းတိုက်ခတ်မှုကိုတုံ့လောက်ချောက်ချနေပါတယ် မဟာမိတ်ဟောင်းနှစ်နိုင်ငံကြားခုရပိုင်းတိုက်ပွဲတွေပြင်းထန်ပြီးနောက်အားဤပြစ်ခတ်ရေးဆိုင်ဟာအတော်တန်ခိုင်မြဲချိန်မှာပဲပါကစ္စတန်ဘက်ကပြောလိုက်တာပါတောင်အရှအင်းကြီးချင်းနိုင်ငံဟာမြေပြင်တိုက်ပွဲတွေဖြစ်ခဲ့ပြီးပါကစ္စတန်ကသူတို့ရဲ့အငြင်းပွား20တချောင်းလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လုပ်ခဲ့ပါတယ်။အဲဒီလိုတိုက်ခတ်မှုကြောင့်လူပေါင်း10ခန်းမှအသေဆုံးသေဆုံးပြီးရာရှိတဲ့လူတွေဒဏ်ရာရခဲ့ပါတယ်။ပြီးတဲ့နောက်အော်တိုဘာ15ရက်နေ့မှာအပြစ်ခတ်ရဆဲဖို့သဘောတူပါတယ်။ပါကစ္စတန်ပြည်တွင်းကျန်းမာတိုက်ခတ်မှုတွေဇက်တိုက်ဖြစ်လာပြီးနောက်အာဖဂန်နစ္စတန်ကိုတိုက်ခတ်နိုင်စွာကုန်သွားလို့အင်အားတုံ့ပြန်တဲ့တုံ့ပြန်ရခြင်းဖြစ်ကြောင်း ဆိုပါတယ်သူတို့ကကျွန်တော်တို့ရဲ့တရားဝင်အခြေအနေတွေပေါ်ဆွနေခြင်းပြီးတွေးဆောင်ဆွနေမှုနဲ့ဖြည့်ရှင်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကအစ်စ်မှာပဲဆိုပြီးတော့ပါကစ္စတန်ကပြောပါတယ်ဒီသတင်းစကားကိုမနေ့ကသူတို့ကိုပေးပို့ပြီးပါပြီခုတော့ကံရမဲ့ဘောလုံးကကွင်းထဲမှာရှိနေပါပြီလို့ဆိုပါတယ်ဒီပြစ်ခတ်ရေးဆဲကိုအချိန်ဆွဲဖို့အတွက်ပဲလောက်တာဆိုရင်တော့ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်ကာဘူးကလည်းအဲ့ဒီမှာချက်တွေပေါ်ချက်ချင်းတုံ့ပြန်မှုရှိသေးတယ်ပဲအာဖဂန်ကာဝေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အပြစ်ခက်ရဆိုင်ရာခုနှစ်တက်ဝင်နေပါတယ်လို့ပြောပါတယ်။ဒီလေးဝင်ကြီးကကျွန်တော်တို့အီရန်ကြီးနိုင်ငံရှိတဲ့နဲ့တွေ့ဆုံခဲ့ပါတယ်။အာဖဂန်နစ္စတန်ကနိုင်ငံအလုံးထူးထူးအင်းကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းလို့ပါလေလို့ပြောကြောင်းအာဖဂန်ကိုအုပ်ချုပ်နေတဲ့တာလီဘန်ကြီးလေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။တမရထွန်းနဲ့ဖုံပြောဖို့ရုရှားဘက်ကအရင်ကမ်းလန့်ခဲ့တာဖြစ်ကြောင်းပူတင်ရဲ့ဂျန်ဘေးပုတ်ကိုရူရီဥရှိကော့ကဆိုပါတယ်။မြန်မာတမရနဲ့ထွန်းနဲ့ဖုံပြောဖို့တဲ့ရုရှားဘက်ကစတင်ကမ်းလန့်ခဲ့တာပါလို့ပူတင်ရဲ့ဂျန်ဘေးကဆိုပါတယ်။အခုတစ်ခေါက်ကတော့ ရုရှားဘက်ကနေစတင်လာဖြစ်သွားပါတယ်။ဂါဇာကမ်းမြောက်ပုံမှန်ပြပြေးအတွက်ကြိုးပမ်းနိုင်ငံတွေအပေါ်ပူတင်ကအကူအညီစကားပြောခဲ့တယ်လို့ရုရှားနဲ့ယူကရိန်းကလေးတွေမိသားစုတွေနဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့တမားခရွန်ရဲ့အားထုတ်မှုကိုလည်းပူတင်ကကျေးဇူးတင်ကြောင်းပြောတယ်လို့ရူရီအူရှိကော့ကဆိုပါတယ်။အထူးစစ်စင်ရေးစနစ်ပြနေရာတိုင်းမှာရုရှားတပ်တွေကပြေးဝထိန်းချုပ်ထားပြီးဖြစ်တာမဟုတ်ဒိုမာဟော့ဒုံကြီးတွေကလည်းစစ်ရေးချင်းတွေကိုပြောင်းလဲနိုင်ခြင်းရှိမှာမဟုတ်ဘူးလို့တမားထရန့်ကိုပူတင်က က်ပြီးရှင်းပြခဲ့တဲ့ရူရီအူရှိကော့ကဆိုပါတယ်။ဒါပေမဲ့ထရန့်နဲ့နောက်တစ်ချိန်ဆွေးနွေးဖို့အတွက်တော့ပူတင်ကဆိုပြနေပါတယ်။တူမဟော့တို့ညီတွေပေးချင်းဟာစစ်မြေပြင်ခြေနေပြောင်းလဲသွားစီမှာမဟုတ်ဘဲနှစ်နိုင်ငံဆက်ဆံရေးနဲ့အမေရိကန်ကဆောင်ရွက်နေတဲ့ယူကရိန်းချက်တဲ့ဖြည့်ရှင်ရေးကိုထိခိုက်သွားနိုင်တယ်ဆိုတာပူတင်ကရှင်းပြခဲ့ကြောင်းရူရီအူရှိကော့ကပြောသွားတယ်လို့ရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။နောက်သတင်းလို့ပြောချင်ပါတယ်။ ရေနံနဲ့သဘောတဝင်ထုတ်တဲ့ရရှောင်းမှာထူးထူးခြားခြားလောင်စားသည့်ပြက်လက်မှုကြောင့်ပြင်ပကနေဓာတ်ဆီတင်သွင်းရပွဲတော်ရှိနေတယ်လို့သိရပါတယ်။ရုရှားဒုဝန်ကြီးချုပ်အလက်ဇန်ဒါနိုဘက်ကပြောပါတယ်။အလက်ဇန်ဒါနိုဘက်ကကျွန်တော်တို့ဥပဒေကသွင်းကုန်တွေကိုခွင့်ပြုထားပါတယ်။ရုရှားဆိုရဟာမူရကြောင်းမြစ်ထားတဲ့သွင်းကုန်ခွန်ငရကန်လုံးရှော့ချတယ်လို့ပြောပါတယ်။ခုတော့ဆိုရကအဲ့ဒီကောက်ခွန်ကို၃ညအထိရှော့ချတယ်လို့စီးပွားလုပ်ငန်းရှင်တွေဟာဓာတ်ဆီနဲ့လောင်စားသည့်ထုတ်ကုန်တွေပံ့ပိုးပေးနိုင်တယ်လို့ရုရှားဒုဝန်ကြီးချုပ်ကပြောပါတယ်။ ယူကရိန်းမောင်းနှင်မလေးနေရရေနံကျက်စုံတွေကိုဇက်တိုက်တိုက်ခတ်ခဲ့ပြီးတဲ့နောက်ရုရှားနိုင်ငံတွေကဒေသတချို့ဒက်စီပြက်လက်နေပါတယ်။ရုရှားထိုင်းကျုံတဲ့ခရိုင်းမီးယားမှာလည်းလောင်စာဆီဈေးကိုအစိုးရကအဆင့်တစ်ခုသတ်မှတ်ထားပြီးပြက်လက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဒက်စီခွဲတန်းချမှတ်ထားပါတယ်။2014မှာရုရှားကယူကရိန်းစီကတင်ခဲ့တဲ့ခရိုင်းမီးယားဒေသကယင်မောင်းတွေဟာတစ်ချိန်ကိုလောင်စာဆီလီတာ30ဝယ်ဖို့ကန့်သက်ထားတယ်လို့ဒေသဆိုင်အုပ်ချုပ်ရေးမှူးစာဂေးအစ်ကူနော့ကပြောပါတယ်။ ဒီဇင်တက်စင်မျိုးစားမျိုးတို့အတွက်ရက်30ကျောင်းဇင်းတို့တတ်မှတ်ထားမဲ့အတိုင်းတောက်ကိုလည်းထုတ်ပြန်ကြေညာပြီးအနှောင်းရှက်ကျောင်းပြည်သူတွေဒေါ်သားထွက်တော်ကိုရှော့ချဖို့ဒီဇိုင်းထုတ်ထားတယ်လို့သိရပါတယ်။နောက်သတင်းတွေပြောချင်ပါတယ်။ကမ္ဘာဩဇာအကြီးဆုံး passport တွေစင်မော American passport ဟာအဆင့်30ပြင်ကိုရောက်သွားပြီလို့သိရပါတယ်။ကမ္ဘာပေါ်မှာဩဇာအကြီးမားဆုံး passport တွေစင်မော American passport ဟာထိတ်တန့်စင်နေရပြင်ပရောက်ရှိသွားပါတယ်။ဒီလိုအခြေအနေဟာနှစ်20အတွင်းပထမဆုံးကြုံလာရတာဖြစ်ပါတယ်။ မေရိကန်တို့တော့အရှက်ရစရာပါနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုအဲ့ဒီနိုင်ငံသားတွေကိုင်တဲ့ passport ကနေပြီးတော့တိုင်းတာတာဖြစ်ပါတယ်ခုတော့အမေရိကန်ဟာဂုဏ်သိက္ခာကျဆင်းသွားတယ်လို့ပြောရမှာဖြစ်ပါတယ်ဟန်နလီပတ်စပို့ညွန်ကိန်းကုလသနာရလဲရအော်တိုဘာ၁၄ရက်နေ့မှာအမေရိကန်ပတ်စပို့ဟာဩဇာအာဏာအကြီးဆုံးအဆင့်စနစ် နေရာမှာသာရှိတော့တယ်လို့သိရပါတယ်။ဒါမလေးရှားပတ်စပို့နဲ့တူညီတဲ့အဆင့်မှာပြိုးပွဲရည်တည်နေတာဖြစ်ပါတယ်။နိုင်ငံတစ်ခုပတ်စပို့တွေရဲ့ဩဇာကြီးမားမှုဆိုတာက ကန်ဆောင်တို့ရဗီဇာမလိုပဲဒါမှမဟုတ်စားရောက်ဗီဇာချက်ချင်းရနိုင်တဲ့အခြေအနေနဲ့ကမ္ဘာပေါ်ကနိုင်ငံနဲ့ဒေတာပေါင်းဘယ်နဲ့နိုင်ငံစီခီးသွားနိုင်လဲဆိုတာအခြေပြုတန်းတာပါလေဟန်နလီကကမ္ဘာတလောကနိုင်ငံနဲ့နေမြေ228ခုတဲကဝိုင်းကပတ်စပို့ကန်ဆောင်ထားပြီးသွားလာလို့ရတဲ့နေရာပေါင်း180ရှိတယ်ဆိုပါလေစင်ကာပူကတော့ဩဇာအကြီးဆုံးပတ်စပို့ပါရှင်ဖြစ်စင်ရဲ့ထိတ်ဆုံးမှာဆက်လက်ဦးဆောင်နေပါတယ်စင်ကာပူပတ်စပို့ဟာနိုင်ငံနဲ့နေမြေစုစုပေါင်း193ခုကိုဗီဇာကျုံမလျှောက်ပဲ အလွယ်တကူသွားလာနိုင်ပါလေဒုတိယနေရာမှာတော့ဗီဇာမလိုတဲ့နေရာ190ပိုင်းထားတယ်တောင်ကိုရီးယား passport တတိယနေရာမှာတော့189နေရာပိုင်းဆိုင်ထားတဲ့ဂျပန် passport တွေကအသီးသီးရပ်တည်နေပါလေဒီနေရာဖြင့်ဩဇာအကြီးဆုံး passport တွေရဲ့ထိဆုံးသုံးနေရာကိုအာရှကကြီးစိုးထားတဲ့နေပဲရှိပါလေမြန်မာဟာကပောင်းမှာဩဇာအကြီးမားဆုံး passport နဲ့ရှင်နိုင်ငံဖြစ်နေတဲ့2014လုံးကရပ်တည်ခုပါလေဒါမဲ့နောက်ပိုင်းတောင်းလျှောက်စစ်နေတအီးကြာဆင်းခဲ့ပါလေ ခုတော့ Hanley Passport ညွန်ကင်ကိုနှဲလိုက်စတင်ထုတ်ပြန်ခြင်းနောက်ပိုင်းပထမဆုံးအကြိမ်အဆင့်30အပြင်ဘက်ကိုရောက်သွားခဲ့တာဖြစ်ပါတယ်၂၀14တုန်းကအမေရိကန်သမ္မတဟာဘာရက်ဥပမာဖြစ်ပါတယ် Hanley ဆိုရအမေရိကန်ကိုဗီဇာမလိုပဲပြည်ဝင်ရတဲ့ Passport ကလည်းနိုင်ငံ44ခုစာသာရှိပါတယ်ဒါကြောင့်အမေရိကန်ဟာ Hanley ရဲ့တကားဖွင့်ညွန်ကင်စင်းမှာအဆင့်89ကရည်တည်နေပါတယ်ရေကပတ်စပို့ဩဇာကြောင့်ဆင်းမှုမှာရိုးရှင်းရှင်းပြောင်းလဲတဲ့မှတ်ချက်မဟုတ်ပဲ ကဘာကြီးရဲ့မူဝါဒရေးရအယူနဲ့အနုနည်းသုံးပြီးဩဇာဖြန့်ကျက်လွှမ်းမိုးမှုအခင်းကျင်းကိုပါ မြင်သာစေပါလိမ့်။တစ်ဖက်မှာတော့အမေရိကန်ရဲ့ပြန်ဘက်ဩဇာအကြီးဆုံး passport တွေဆင်းမှာတရုတ်ကတကားဖွင့်ညွှန်ကိမ်းမှာပါစေနှစ်အတွင်းတည်တာတက်လာပါလိမ့်။2015ကတရုတ် passport ဟာဩဇာအကြီးမှုအဆင့်64မှာရှိပါတယ်။ခုတော့အဆင့်64တိအဆင့်30တက်လန်းခဲ့ပါတယ်။နောက်ပြီးတရုတ်ဟာနိုင်ငံပေါင်း86နိုင်ငံကိုလည်းဗီဇာဖြေလျှော့လွတ်လပ်ခွင့်တွေပေးထားကြောင်းသိရပါလိမ့်။